မင်္ဂလာပါရှင်ဧပြီလ14ရက်တနင်္လာနေ့ရက်တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ American Iran ပထမကြော့ဆွေးနွေးပွဲပြီးဆုံးတဲ့သတင်းဖြစ်ပါတယ် အိုမန်နိုင်ငံမှာပြုလုပ်တဲ့အီရန်နဲ့အမေရိကန်ကြားပထမအကြိမ်ဆွေးနွေးပွဲပြီးဆုံးသွားခဲ့ပြီးလာမယ့်သတင်းပတ်တွင်ဆွေးနွေးပွဲများပြန်လည်ကျင်းပရန်နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကသဘောတူညီခဲ့ကြောင်းအီရန်အစိုးရပိုင်း IRNA သတင်းဌာနကဖော်ပြလာပါတယ်။အီရန်ရဲ့နျူကလ ියා အစီအစဉ်နဲ့ပတ်သက်လို့အစ္စလာမစ်သမ္မတနိုင်ငံပေါ် Facebook အရေးယူမှုများရှုတ်သိမ်းရန်အလားအလာများအားအပြန်အလှန်လေးစားမှုကိုအခြေခံနဲ့အပြုသဘောဆောင်သောအခြေအနေအတွင်းအိုမန်နိုင်ငံသား၏ဝန်ကြီးမှတဆင့်နှစ်ဖက်စလုံးကမျှဝေခဲ့ကြကြောင်းအီရန်နိုင်ငံပိုင်းမီဒီယာကဖော်ပြထားတယ်လို့သိရှိရ ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်အမြန်ဆုံးဆောင်ရွက်မယ်လို့အိန္ဒိယဆိုတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကိုအမြန်ဆုံးလုံဆောင်လို့ရတယ်လို့အိန္ဒိယအစိုးရအရာရှိတဦးကပြောကြားခဲ့တာကို CNN သတင်းမှထုတ်ပြန်ထားပါတယ်။နိုင်ငံအများပြားကိုအခွင့်အစည်းချက်မှုရပ်ဆိုင်းထားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်ချက်ချပြီးတဲ့နောက်အိန္ဒိယဆိုရရဲ့ပြောဆိုချက်တွေထပ်ပေါ်လာတာပဲဖြစ်ပါတယ်။ အိန္ဒိယနဲ့အမေရိကန်နိုင်ငံတို့ဟာ2025ခုနှစ်စာအုပ်ရသည်မှာကုံဆုံးမဲ့ကုံသွေးရေးသဘောတူညီချက်ရဲ့ပထမဆုံးအဆင့်ကိုလှုပ်ဆောင်မှုပြီးခဲ့တဲ့ဖေဖော်ဝါရီလတည်းကသဘောတူညီခဲ့ကြတယ်လို့သိရပါဗျ။ကမ္ဘာလုံးဆိုင်ရာပို့ကုန်တဲ့ကုံသွေးမှုဟာအမေရိကန်နဲ့တရုတ်နိုင်ငံကြားဖြစ်ပွားလျက်ရှိတဲ့ကုံသွေးရေးတက်မှမှုတွေအပေါ်ဆက်လက်မှုတည်နေအောင်မှဖြစ်တယ်လို့အိန္ဒိယဆိုရအရာရှိကပြောကြားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။